မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမိမိသားစုမှကြိုဆိုပါရစေဗျာတရက်ဆေလ2025ဗုဒ္ဓနေ့ဖြစ်ပါတယ်ဗျာဗုဒ္ဓနေ့ရဲ့ဒီနေ့တာကညမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓနေ့ရဲ့ဒီနေ့တာဒီကံကြမ္မာတွေကိုမတင်ပြခင်မှာကံကောင်းတဲ့ကိစ္စတော့ ဒီအချိန်မှာအိုးဝင်တဲ့ပတ်သက်တဲ့အစ်စ်တွေဝင်တတ်တယ်အလောက်ကိုင်းအစ်စ်တွေဝင်တတ်တယ်နိုင်ငံညာနဲ့ပတ်သက်တဲ့ခီးစင်များပွန်လန်းတဲ့ကာလာများဖြစ်တယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကျော်ကြားတဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြေနေတဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြေနေတဲ့နိုင်ငံညာနဲ့ပတ်သက်တဲ့ကိစ္စတွေအစင်ပြေခြင်းနဲ့ဆိုတဲ့ခွန်ရသားသမီးအားလုံးတို့ဒီကြာတာပရိအနောက်ရက်ကိုလှဲ့လှဲ့ပြီးတော့ကိုင်းပြီးတော့အဲဘာလက်ထက်မှာဘာမှမကိုင်းမင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမြအမြန်ဆုံးပြေဝါမီဖြစ်ပါကြောင်း လီလီစားသားပနာမတင်ပြပေးလိုက်ပါတယ်ဗျာเนาะဒီချိန်မှာအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတော့ခုနှစ်သားသမီးအားလုံးတို့ဒီဝါဒဝါဒနဲ့အလုပ်ဒီရသလားပြပါတယ်အဆင်ပြေလားပြပါတယ်တကယ်ပြတာလားဆိုလို့မပြဘူးပြောဦးလေးလေးဖြစ်နေတယ်ကာလာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ခုနှစ်သားသမီးအားလုံးတို့ဒီကျွန်တော်တို့ရပြောလို့ရှိရင်တော့ရအောင်တော့အောင်မြောက်တော့လက် ပေါ်ပင်လေးတစ်ချောင်းကိုကိုင်းပြီးမှဆူတောင်းအရွက်ကလေးဆိုရင်တော့မင်္ဂလာရွက်ကလေးတစ်ရက်ကိုခုမင်္ဂလာရွက်ကလေးတစ်ရက်လောက်ကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေအိုးဝင်လောက်ကိုင်းများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်းမင်္ဂလာရွက်ကလေးရဲ့ အတင်ဘောပင်လေးရေကျွန်တော်တို့လောက်ကင်မကောင်းမှုအိမ်မှာတော့အလုံးနဲ့ပတ်သက်တဲ့ကိစ္စဒါလေးလှုပ်ချောက်ထားလာလဲမရသေးဘူးချွေးမလေးကနိုင်ငံခြားသွားမလို့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလည်းအဆင်မပြေသေးဘူးဗျာမိလေးကလည်းအလူလှုပ်ချင်တယ်မိန်းမကလည်းအိမ်ဆောက်ချင်တယ်ဒါကြောင့်အိမ်မှာအိုးဝင်လောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စများပူညာပူညာဖြစ်နေလို့ကျွန်တော်တို့မှအိုးဝင်လောက်ကင်နဲ့ပတ်သက်တဲ့သောကတွေကျုံနေရတယ်ဒီသောကတွေအများဆုံးညင်းအောင်အတင်မာကလာရွက်ကလေးကမာမာလေးဖြစ်အောင် အဲ့လိုမာမာလေးဖြစ်အောင်အကူကြီးစောင့်ကြောက်တယ်လို့အတင်ပေါ်ပင်လေးရတယ်ကျွန်တော်တို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာအောင်အကူကြီးစောင့်ကြောက်ပါဆိုတဲ့အကြောင်းရာဥတောင်းအောင်နောက်မြောက်တောင်းကိုလှည့်ပြီး ခொနည်းသားသမီးဟာအိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းများအမြန်ဆုံးပြေဝသွားမှာဖြစ်ပါတယ်ဗျာတင်းငွေနေသားသမီးဟာဒီချိန်မှာဘေးအကြီးနေတော့အဆင်ပြေတယ်လို့ပဲတကယ်မ်းကြတော့သိအဆင်မပြေဘူးအိုးဝင်လောက်ကနေပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေတင်းငွေနေသားသမီးပွင့်ညင်နေဆိုရင်တော့တင်းလာအရှိအယကိုလှဲ့ခမလက်ထဲမှာပတ်သက် အရွက်က3ရွက်ပြ3ရွက်ကိုင်းပြီးမှ3ချိန်တိတိဆူတောင်းမယ်ဆိုရင်အသက်မှာငွေကြီးနဲ့ပတ်သက်တဲ့ကံများအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကံများတနင်္ဂနွေသားသမီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီတနင်္လာအရှိအရာကိုလှည့်ပြီးပတ်သက်လေး3ရွက်ကိုလက်ထက်မှာဗာဒန်းဖြစ်ဖြစ်ပတ်သက်3ရွက်ကိုကိုင်းကိုင်းပြီးမှ3ချိန်တိတိတနင်္လာအရှိအရာကိုလှည့်ပြီးတော့မိမိလိုအပ်တဲ့အဝင်လောက်ကိုင်းများငွေကြီးကံများဆူတောင်းမယ်ဆိုရင်ယနေ့အများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါရဗျာတနင်္လာတွေကဒီချိန်မှာအောင်းမင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းနဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်လို့ကံကောင်းနဲ့အကံကောင်းခြင်းနဲ့ပြည့်စုံနေတာဖြစ်ပါတယ်တကယ်လို့ခုနှစ်သားသမီးအားလုံးကငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေမကောင်းရင်တော့ခမတနင်္လာအရှိရာကိုလည်းဘောပင်လေးကိုင်းပြီးဆူတောင်းမလားမာဂလာရွက်ကလေးကိုပဲကိုင်းပြီးဆူတောင်းမလားဆူတောင်းမယ်ဆိုရင်မအစ်မပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာအစ်မမာဂလာရွက်ကလေးရဲ့ အဲ့ဒီဘောပင်လေးရေကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကံနေမကောင်းဘူးဗျာအဲ့ကျွန်တော်ပြီးစရာလေးကဘလောက်ရစရာလေးကဘလောက်လူကျင်နာလေးကဘလောက်ကျွန်တော်ပြီးရင်ရရင်လူကျင်နာလေးကဒီကိစ္စတွေဖြစ်ပေါ်နေတယ်ဒါကြောင့်အမြန်ဆုံးရအောင်အဲ့ဒီဘောပင်လေးကအတင်မကလေးယုတ်ကလေးကအကူကြီးစောင့်ကြောက်ပါဆိုတဲ့အကြောင်းတင်းင်းလာအရှိရကူလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆိုနေငွေကြီးနဲ့ပတ်သက်တဲ့ကံများခုနှစ်အသားသမီးအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတင်းင်းလာသားသမီးကအောင်မီနေပြု အလူကြီးလူကွေမြတ်တတ်တဲ့သမီးသားတွေရတတ်တဲ့အောင်မြင်မှုအထွတ်အထိပ်ဖြစ်တယ်လို့ငွေကြီးနဲ့ပတ်သက်လို့တအားကံကောင်းတာဖြစ်တယ်တဲ့ရောင်းတောင်းတောင်းကြောင်းတောင်းလို့နေတယ်အဲတော့ပြဿနာတက်တက်တဲ့အကာလာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တင်းတင်းလာသားသမီးဟာမိမိရဲ့အလိုဆန္ဒပြည့်ခြင်းတော့လက်ထက်မှာဘာမှမကင်မင်းနဲ့ဗုဒ္ဓတောင်ရကိုလှည့်ပြီးတော့ဒီနေ့မှာဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ဆူတောင်းမြအမြန်ဆုံးပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပြလိုက်ပါလေဗျာအင်္ဂါလေးတွေကခင်ဗျစိတ်တွေပြောလားသူပြောပါတယ်တကယ်ပြောတာလားသူလည်းမပြောဘူးပြောစိတ်သက်ကြနေတယ် အဆက်စီသေးသေးဆန်းစားစိတ်တက်နဲ့ပတ်သက်တဲ့ကိစ္စကြာနေတာဖြစ်တဲ့အတွက်ကြာတာပရိအနောက်ရကိုလှည့်ပြီးမိမိစားစရာဝတ်စရာနေစရာမိမိအလိုဆန္ဒရှိသမျှကြာတာပရိအနောက်ရကိုလှည့်ပြီးခொနေသားသမီးရာတခုခုကိုဆူတောင်းမယ်ဆိုရင်မင်းတို့ရဲ့မင်းတို့ရဲ့ဆူတောင်းမှုများအများဆုံးပို့ရမည်ဖြစ်အားကြောင့်လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ခொနေသားသမီးအားလုံးတို့ဟာတခုခုလိုအပ်နေတဲ့ တကုတ်ကိုလိုဆန္ဒချင်တော့ဂျာတာပရိအနောက်ရကူတာလက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းများအမြန်ဆုံးပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာအင်္ဂါလေးတွေရတယ်အင်္ဂါသားသမီးတွေဒီချိန်မှာတခုခုကိုပိတ်ဆို့ပြီးတော့ရက်နာနေတတ်တယ်ပြို့တခုခုပုံပွင့်လန်းလန်းမရှိတတ်ပါဘူးဗျာဒါကြောင့်ပုံပွင့်လန်းလန်းရှိရင်တော့စနေအနောက်တောင်တောင်စနေတောင်အနောက်တောင်တောင်လက်ခမရလက်ထက်မှာတော်လေးတစ်ချောင်းကိုကိုင်းတော့အတန်လေးကိုကိုင်းပြီးမှသူတော့အတင်းတော့တန်လေး အသင်မာသရာကြီးလေးရဲ့ကျွန်တော်တို့ဒီကိစ္စဒီကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်မှပိတ်ဆို့နေတယ်အလုတ်ကင်နေပိတ်နေတယ်ငွေကြီးပိတ်နေတယ်အယောင်ဝယ်တွေပိတ်နေတယ်အလုတ်တွေမဖြစ်ဘူးအဲ့ပိတ်ဆို့နေတဲ့ကံလေးတွေအများဆုံးပွင့်လန်းမှဖြစ်တယ်အများဆုံးပွင့်လန်းနေတဲ့အခွန်လန်းတွေပေါ်အသင်မာသရာကြီးလေးကကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတော်လေးကိုဂိုင်းစနေတောင်နောက်တောင်တောင်လှည့်ပြီးဆူတောင်းမယ်ဆိုရင်အသင်ရဲ့ဆူတောင်းများအများဆုံးပြေဝမီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နီးနဲ့စသတဲ့တိလူယောက်ျားလူယောက်ျားတွေကတော့ခမကိုရတ္တိတာမဟုတ်တဲ့တခြားယတ္တိနာမှာသွားရောက်လုက္ကန်နဲ့ဝါဒဝါဒနဲ့လုက္ကန်နေတာဘုံဖြစ်ပါတယ်ကိုကိုရင်ကိုမိသားသူကိုလုံငန်းတခြားကိုနေရာတခြားအာလျောင်းတော့တော့ကြောင်းတော့နေမယ်ကိုရင်ကိုရကိုမိသားသူကိုလုံးဝဆိုရင်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လာမှာဖြစ်ပြီးရောင်းတော့တော့နေရင်တော့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေ အဆင်ပြေခြင်းတော့တောက်ကြမြောက်ရက်ကိုလက်ကော်ဖီလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှထူတောင်းမယ်ဆိုရင်တော့ပိတ်ဆိုးနဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ခொနေသားသမီးတို့ကတောက်ကြမြောက်ရက်ကိုလက်ကော်ဖီလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှအသင်ကော်ဖီလေးရဲ့လူယောက်ျားလုံးမလို့ဘူးလုံးလုံးမှဖြစ်ပါအကလေးတွေကပြောစကားနားမထောင်မှုနားထောင်မှဖြစ်မှာအပြင်ကိုလိုက်ရလဲရသွားနေတယ်စာမွက်ဖြစ်မဲ့လူကစာရီမဖြစ်ဘူးအာစာမကြည့်ဘူး အာသာကြီးမှဖြစ်မှာအမေးလေးကလည်းရောင်းနေတယ်အိမ်လေးကလည်းရောင်းနေအိမ်လေးကလည်းပေါင်းထားတယ်ပေါင်းထားတဲ့အိမ်လေးလည်းပြန်ရွေးခြင်းနဲ့အာရွှေလေးကလည်းပေါင်းထားတယ်ပေါင်းထားတဲ့ရွှေလေးလည်းပြန်ပြီးတော့လိုခြင်းနဲ့ရွှေလေးကလည်းပျောက်နေတယ်ပျောက်နေတဲ့ရွှေလေးလည်းပြန်တွေ့ခြင်းနဲ့ပြန်ရသိနိုင်တဲ့ခွန်းလန်းတွေပေါ်အသင်ကော်ဖီလီယာကူညီဆောက်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှည့်ပြီးမှကော်ဖီလီကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ ဗုဒ္ဓသာသမီတွေလည်းဒီချိန်မှာကံကောင်းတယ်လို့ပြောရင်လည်းငွေကြေးနဲ့ပတ်သက်လို့ကံပွတ်နေတယ်အပြည့်အစုံဖြစ်ရင်လည်းငွေကြီးနဲ့ပတ်သက်တဲ့ကြာဆုံးမှုတွေဖြစ်တတ်တာဖြစ်တယ်။ရောင်းတော့ရောင်းကြောင်းတော့မနေဘဲနဲ့တခုခုလိုအပ်ချက်ရှိနေတဲ့ကိစ္စပြဿနာဖြစ်မှကြောက်တယ်လိုချင်တယ် အလိုချင်တာတွေရှိတယ်ပြဿနာဖြစ်မှကြောက်တယ်အနောက်ချက်တွေဖြစ်မှကြောက်တယ်ဆိုရင်တော့ကြာသာပရိအနောက်ရကိုလှည့်ပြီးမှလက်ထက်မှာဘာမှမကင်မင်းနဲ့ယနေ့မှဆူတောင်းမယ်ဆိုရင်တော့ဗုဒ္ဓသာသမီများကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဗုဒ္ဓသာသမီကံကောင်းရင်တော့ကြာသာပရိအနောက်ရကိုလှည့်ပြီးတော့ဆူတောင်းသမ်းမှာဆူတောင်းနိုင်မယ်မိမိလိုအပ်တဲ့ကိစ္စများဆူတောင်းပြီးတဲ့အချိန်ရဲ့၃နာရီရေအဖြစ်ပြောရင်နှဲလောက်တွင်အဆင်ပြေမည်ဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါရဗျာနော်အားဒါလေးကိုနေနီနေဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းကိုယတ္တိတမှုတဲ့တခြားယတ္တိတကိုသွားတတ်တယ်သွားတဲ့နေရာပြန်လာတတ်ပါရဗျာမိရာရင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရင်းနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဘေးအကြည့်နေတာအောင်မြင်နေတာပါတကယ်တမ်းကြာကြာဆုံးနေတာဖြစ်ပါတယ်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အတွင်းသီးများပြည့်စည်ခြင်းငွေကြေးနဲ့ပတ်သက်တဲ့ကံမကောင်းခြင်းများ တောက်လျှောက်ကြုံတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်အမင်းနေနေပတ်သက်လို့ကန်နေနေနေတော့တင်းတင်းလာအော်ရောအင်္ကာတော့အရှိတောင်တောင်းကိုလက်ပတ်လိကန်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့မင်းနေပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စများအများဆုံးငြင်းညံ့သွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါဇာတပိသားသမီးတွေဒီကျင်းအောင်မြင်နေမိတွေရောက်ထွက်တတ်တယ်အရာဒူတွေဒူးတတ်တယ်အပြောင်းအရွှေ့တွေဖြစ်တတ်တယ် ဘေးကကြည်နေတော့အဆင်ပြေနေရပေါ့ဗျာအဲ့ဒါမျိုးပေါ့ကြာသပြီးသားသမီးကကံလေးတွေတခုခုမကောင်းမှုဆိုရင်တော့ဗုဒ္ဓတောင်ရကိုလက်ခမရတော်လေးကိုကိုင်းပြီးမှတော့အတန်လေးကိုကိုင်းပြီးမှစူတောင်းကြီးအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ ကံများမိမိလိုအပ်နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုကိုရင်ကိုမိသားစုကိုလုံးကတည်ငြိမ်ပါသည်အေးချမ်းပါသည်ကြောင့်လက်ကြည့်နေတဲ့တိုးတက်ပြီးတော့ငြိမ်းချမ်းပါသည်ကြောင့်မကြခဏဆူတောင်းမယ်ဆိုရင်တော့တော်လေးကင်ဆူတောင်းမယ်ဆိုရင်တော့ကြာသာပရိသတ်သမီးများအမြန်ဆုံးကံများပွင့်လန်းသွားမှာဖြစ်ပါလေဗျာတောက်ကြလေးတွေကတော့ ကိုနဲ့ပတ်သက်တဲ့ခီးစကားနဲ့ပတ်သက်တာဝတ္တရာပဲခီးစကားတွေကတော့ဗုဒ္ဓတောင်ရကိုလှည့်အဆက်လက်ကလေးကိုကိုင်းပြီးမှဆိုအတင်စိတ်ကလေးရဲ့ကျွန်တော်ခီးသွားမယ်သွားတဲ့ခီးတွေအနေကင်းနေတဲ့ပြောတဲ့စကားတွေအောင်မြင်ကြချင်နေဗျာဒါကြောင့်သွားတဲ့ခီးများအနေကင်းမီပြောသောစကားများအောင်မြင်ကြချင်ကုညီပါဆောင်းချောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ဆက်လက်ကလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့သွားတော့ခီးများအနေကင်းမီပြောသောစကားများအောင်မြင်ကြချသွားမှာဖြစ်ပါတယ်ဗျာတောက်ကြရီကကိုရတ္တိတာမဟုတ်တဲ့တရားရတ္တိတာမသိသောမမြင်သောဒသိမ့်များ ကူညီဆောင်ချောက်ပြီးအတီးတော့မြင်တော့အကျင့်များဒုက္ခပိတတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာပြဿနာဒီကြောက်တယ်ကြောက်တယ်ဆိုတော့တောက်ကြသားသမီးအားလုံးတို့ဒီကျွန်တော်တို့ရပြောရင်တော့တနင်္လာအရှိရကိုလှည့်ပြီးတော့မိမိလိုအပ်နေတဲ့စာဝန်နေနဲ့ပတ်သက်တဲ့မိမိလိုအပ်ချက်မှန်သမျှတနင်္လာအရှိရကိုလှည့်ပြီးမကြာခဏဆူတောင်းမယ်ဆိုရင်အသင်းရဲ့ဆူတောင်းများအများဆုံးပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါရယ်ဗျာ ကိုနဲ့နီးနေစက်တဲ့အစုအဖွဲ့အုပ်စုပြည်နယ်တွေအားကောင်းမှုတိုင်းနေအားမကောင်းမှုကိုနိုင်ငံအားမကောင်းမှုနဲ့သူများနိုင်ငံတွေအားကောင်းနေတဲ့ကာလမျိုးဖြစ်တဲ့အတွက်အမြင်ရတဲ့ပြဿနာတွေမမြင်ရတဲ့ရည်ကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့ဆိုတဲ့ပြဿနာတွေကြောက်တယ်ကြောက်တယ်ဆိုတဲ့ပုံကိုအားလုံးတို့ဒီကျွန်တော်တို့ရပြောရင်တော့ခမရအဲ့မှာအင်အားတော့အခြေတောင်းတော့လက်ခမရလပိတ်လေးတစ်ခွက်ကိုပြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်အသေးလပိတ်လေးရဲ့ကျွန်တော်တို့ပြဿနာကြီးရောက်တယ်မင်းနဲ့ပတ်သက်တဲ့ပြဿနာမင်းရဲ့စီမံ ုတ်ကဲမှုအလွဲမာတွေနဲ့ပတ်သက်တဲ့ပြဿနာသဘာဝဖြစ်တဲ့ရေကြီးတဲ့မိုးရွာတဲ့ငလင်းလုတ်တဲ့အဲ့ဒီပြဿနာတွေကြောက်တယ်ဗျာအကြောင်းပြဿနာတွေနဲ့ဝေးကွာခြင်းနဲ့ဝေးကွာနေတဲ့အခွင့်အလမ်းတွေပေါ်အသင်လက်ဖိတ်လေးကကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းခမရအင်္ဂါတော်အရှိတောင်တော်လဲလက်ဖိတ်လေးတစ်ခုကိုဖြောပြီးတော့သုံးလောက်တောက်ဆူတောင်းမယ်ဆိုရင်တော့ခုနှစ်အသားသမီးများအန္တရာယ်ကင်းပြီးမြင်ရမြင်ရတဲ့ပြဿနာတွေများဝေးကွာတော့မှာဖြစ်ပါတယ် အာစနီသားသမီးတွေကလည်းဒီချိန်မှာတခုခုနားတဲ့တဲ့ရွှေလေးတွေပေါင်းထားတယ်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းစိတ်တက်ကြနေတယ်တခုခုကိုစိတ်ထဲမှာလူနိုင်နာမနိုင်စိတ်နာတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်စနီသားသမီးများတခုခုပြိနေတာကိုပွင့်လန်းညင်တော့အင်္ကာရောင်ရှိတောင်းတောင်းလှည့်ပြီးမှလက်ဖိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပေါက်ပြီးဆူတောင်းမယ်ဆိုရင်တော့ထိပေါက်တက်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးစဉ်တွေသွားတက်တယ်အမျိုးရိုးရရဲ့မြင်ရမမြင်ရတဲ့အကူအညီဆောက်ပြုတာပြဿနာတွေဝေးကွာပြီးငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက် ဝင်ရောက်တတ်ပါတယ်ဗျာဒါကြောင့်စနေသားသမီးတွေကတော့အင်္ဂါတော့ရှိတောင်းတော့လှဲ့လပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတောင်းခြင်းအားဖြင့်တင်းတို့မှမြင်ရမမြင်ရတည်းရဲ့အကူအညီဆောက်ချုပ်မှုကြောင့်ခင်ဗျာကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီကံလေးတွေစားမယ်ဆိုတဲ့ပုံကူများအင်္ဂါတော့ရှိတောင်းတော့လှဲ့လပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်ကျွန်တော်နိုင်ငံမှာလုပ်တဲ့အောက်မလေးထီးများဒါမှမဟုတ်သူများနိုင်ငံမှာလုပ်တဲ့ထီးကံများအခုခင်ဗျာပေါ့ အခမရအိမ်မှာကုညီစောင့်ချောက်ပါဆိုအင်္ဂါတောင်အရှိတောင်တောင်လဲလပိတ်လေးတို့ကကူဖြောတသွန်းလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အမလေးတို့ကိုရူ6ဆိုတဲ့အခွေလေးတွေခွေမယ်ဆိုရင်တော့တင်းတို့အများဆုံးကန်ကောင်းသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ဗုဒ္ဓနီရတော့လေးရတော့ဘိုင်းအဲခမလေးနဲ့လေးကိုကိုနဲ့6နဲ့ကပ်လိုက်ရင်တော့ င်တို့မှာပိတ်ဆို့နေတဲ့ကံဒီအများဆုံးပွင့်လန်းနိုင်မှာဖြစ်ပါတယ်ဗျာဒါကြောင့်၄ဘိုင်လေးတွေဥသာပေးပြီးမှမိမိနဲ့တက်တဲ့ကဏ္ဍလေးတွေကပ်ပြီးကန်ဆမယ်ဆိုရင်တော့တင်တို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာเนาะကျွန်တော်တို့ရွှေညမီမိသားစုကတော့ခမရတခုခုနဲ့ပတ်သက်တဲ့ခွန်နေသားသမီးမှာတွိုင်းလိုင်းနဲ့အနေတေကင်းရင်တော့ဗုဒ္ဓတောင်ရကိုလက်သွားကနီလာကနီမှာဆူတောင်းခမရသွားတယ်လာတယ်လက်ကိစ္စမှာအနေကင်းပါသေး နှလုံးအကူအညီစောင့်ရှောက်မဲ့လူတွေပေါ်ပါသည်ချစ်ခင်မြတ်နှုတ်တွေပေါ်ပေါက်ပါသည်ကြောင့်ဆုတောင်းမယ်ဆိုရင်တော့သွားတော်ခင်များအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ဗျာဒီနေ့ကြမိုက်မကောင်းတဲ့လူကတော့စနေတော့အနောက်တောင်တောင်လှည့်ပြီးတော့ ခမဆေးလေးတွေစားမယ်ဆိုရင်တော့တင်းတို့မှာဖြစ်ပေါ်နေတဲ့ယောဂဝိဒနာများအမြန်ဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာအားလားအားလားမျိုးရှိပါတယ်ကျွန်တော်တို့မနေ့ကလွှင့်ထားတဲ့ဒီမှာအာဇာတပရိသသီးစန္ဒတန်ဖြီးထားတယ်စန္ဒတန်ဖြီးတဲ့အမဆင်းလေးတွေတည်ခြင်းနဲ့ဆိုတဲ့ဇာတပရိသသမီးလေးစန္ဒတန်ဖြီးထားမယ်ကလေးကလေးကတော့အမှတ်ကတော့55မှတ်နဲ့65မှတ်ကြာဖြစ်တဲ့အတွက်တီကြပေါအောင်ပြီသားဖြစ်ပါတယ်ဗျာဒါကြောင့်အဲဒီလက်ရှိအမှတ်တွေတိုးတက်ပြီးတော့ဂုံထုတွေပါခြင်းနဲ့ဆိုရင်တော့ ျွန်တော်တို့အင်္ကာတော့အရှိတောင်းတောင်းလှဲ့လပိတ်လေးတို့ကကူဖြူအပတ်တန်လေးကိုကိုင်းပြီးမှစူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုးနေတဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံများဟာအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာအကြောင်းကြာသာပရိသတ်သမီးရတော့အင်္ကာတော့အရှိတောင်းတောင်းလှဲ့ပတ်တန်လေးကိုင်းပြီးစူတောင်းမယ်ဆိုရင်တော့အဲဆန္ဒနန်းဆာမွေးဖြည့်တဲ့အချိန်မှာဂုံဒူးတွေများစွာပါဝင်ပြီဖြစ်ပါကြောင်းဒါကြောင့်မကြခဏပြုလုပ်ခြင်းအပြင်တင်းတော့မှာပြည့်စည်နေထားတဲ့အမှတ်စင်များပုံမှုတွတ်တက်မိဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့စနေသားသမီးတွေလည်းကြောင်းလေးလည်းပြန်တက်ခြင်းနဲ့အလုတ်ကိုင်းလည်းအဆင်မပြေမှာကြောက်တယ်အိမ်ကိုပြန်ပြန်ပြန်လာမှဖြစ်နေပြဿနာတွေဖြစ်မှာကြောက်တယ်ဆိုတဲ့အမေတယောက်ရဲ့တော့ကဒါကြောင့်စနေသားသမီးလေးနဲ့ပတ်သက်တဲ့ကိစ္စမှာကြောင်းနေပြန်တက်အောင်အလုတ်ကိုင်းနေအဆင်ပြေအောင်အိမ်ပြန်လာတဲ့အခါမှာလည်းအန်ဒရီကင်းအောင်ကြာတာပရိနောက်ရက်ကိုလှည့်ပြီးတော့မကြာခဏဆူတောင်းမယ်ဆိုရင်တော့အဲအရာဥတော်အနောက်မြောက်တောင်းကိုလှည့်ပြီးမကြာခဏဆူတောင်းမယ်ဆိုရင်တော့စနေသားသမီးလေးရဲ့ အားကြောင့်တဲ့မဲောကိစ္စများအလုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများသွားတဲ့လာတဲ့လုတ်တဲ့ကိုင်းနဲ့မှာအနေရီကင်းပြီးချစ်ခင်များနှုတ်တွေပေါ်ပေါက်ပြီးတော့အများဆုံးကူညီဆောက်ရှောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးလေးပိတ်ဆိုနေတဲ့ကျောင်းနဲ့ပတ်သက်တဲ့ကံအဆင်မပြေတဲ့ကံလေးပွင့်ရင်တော့ရာဟုတောင်းနောက်မြောက်တောင်းလဲပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်ဗျာ။တနင်္လာသားသမီးရဲ့မြေရောက်ညင်နေတဲ့ မြေရောင်းမြင်နေဆိုရင်တော့တမီးအင်္ကာနေ့မှာဘုရားတဆူရဲ့အင်္ကာတော့အရှိတောင်တော့မှာဒီညွန့်လေးရှင်ညွန့်ကိုလှူပြီးမှဆူတောင်းအာမြတ်စွာဘုရားတခင်ရဲ့ယီမမြီဒီညွန့်ရှင်ညွန့်များလှူထားပါတယ်အာကျမမြေလေးကိုရောင်းမယ်ရောင်းမယ်မြေလေးကဘေနာမြေလေးအဲ့ဒါလေးကိုအမြန်ဆုံးရောင်းတော့မှာအရောက်မဲ့စီကဘယ်စီဘေးရဲ့တွင်ရောက်ညမာတယ်လို့ဆူတောင်းနေဆိုရင်တော့ တမိဆူတောင်းပြီးတဲ့အင်္ဂါနေ့မြန်ရင်စနေနေ့အတွင်းမြေများရောက်ထွက်မိဖြစ်ပါကြောင်းဒါကြောင့်တနင်္လာသားသမီးနေ့မြေရောက်မယ်ဆိုရင်တော့ဒီအစီအစဉ်လေးကိုပြုလုပ်ခြင်းဖြင့်မြေများအများဆုံးရောက်အောင်ပါသည်ရောင်လေးလေးစားစားဆူတောင်းပေးလိုက်ပါရယ်ဗျာစနေသားသမီးတွေလည်းကြွေးကြေးခြင်းနဲ့ကြွေးကြေးခြင်းနဲ့ဆိုတဲ့ပုံကူများစနေတော့အနောက်တောင်တောင်လက်အခမဲ့တန်းအိမ်ရိုက်တဲ့တန်းတန်းကျွန်း တန်ကျိုးတခုခုဂိုင်းပြီးမှအတင်းတန်ကျိုးတန်ကျိုးလေးရဲ့ကျမအကျွေးကြီးခြင်းတဲ့ကျမပေးတဲ့ချီတဲ့အကျွေးလေးရဘလောက်ဘဒုပေးရမှာဘလောက်အဲ့ဒီအကျွေးလေးတွေအများဆုံးကြည်တန်ကြည်ခြင်းနဲ့ကြည်တင်တဲ့နဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီစောင့်ကြောက်ပါဆိုတာစနေတော့အနောက်တောင်တော့လဲပြီးတန်လေးကိုဂိုင်းပြီးတော့မကြာခဏဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါလေဗျာစနေသားသမီးကတော့အတိုက်ခိုက်တွေများတယ်အတိုက်ခိုက်တွေများတယ်အတိုက်ခိုက်တွေကြောက်တယ်ဆိုတဲ့ပုံကူများ အတိုက်ခိုက်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းညပိုင်းမှာခင်ဗျဖြောင်းနေမီလီကိုတင်းင်းလာအရှိအရာကိုလှည့်ထွန်းပြီးမှဆူတောင်းနေဆိုရင်တော့မိမိရဲ့တကူများမြင်လာပြီးမိမိရဲ့အနောက်ရှေ့အတိုက်ခိုက်များဝူးကွာမိဖြစ်ပါတယ်။ဒါကြောင့်တင်းင်းလာအရှိအရာကိုလှည့်ပြီးတော့ညမောင်မောင်မှာဖြောင်းနေမီလီကိုထွန်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းမှာပိတ်ဆို့နေတဲ့အတိုက်ခိုက်များအများဆုံးဝူးကွာသွားမှာဖြစ်ပါတယ်။ တင်းတင်းလာသားသမီးရတဲ့ကျမကြီးမကောင်းမှုကျမကြီးမကောင်းမှုဆိုတဲ့အားတော့မုံငါအတုတ်ကိုမုတ်သက်ရှိလို့ခေါ်တယ်မုတ်သက်ရှိလေးမုံငါအတုတ်ကလေးကိုတခုဝဲအင်္ဂါတော့အရှိတောင်တော့လှဲ့လှဲ့ပြီးမှဆူတောင်းပြီးမှမိမိကိုယ်တိုင်စမလားတစုံလောက်ဒါမှမဟုတ်သူများကိုကြွေးမလားအဲ့ရမျိုးဆိုရင်တော့တင်းမှာပိတ်ဆိုနေတဲ့ကျမကြီးများအမြန်ဆုံးအစဉ်ပြေးသွားမှာဖြစ်ပါလေဗျာ ဓမ္မဂုရိစားခြင်းနဲ့ဓမ္မဂုရိစားခြင်းနဲ့ဆိုတဲ့တမီလေးအကြသာပတိအနောက်အရကိုလှက်လှက်ပြီးတဲ့ဓမ္မဂုရိစားခြင်းလိုက်တာဓမ္မဂုရိစားနေတဲ့အခွင့်အလမ်းတွေပေါ်ကုညီပါဆိုတဲ့အကြောင်းလေးလေးသာသာသုတောင်းရင်တော့တမီရဲ့ရင်ထဲမှာဓမ္မောင်းများသုတောင်းပြီးတဲ့အချိန်ရဲ့၃ရက်ညရင်တော့၃နိုင်လောက်တွင်ဓမ္မောင်းများရောက်ရှိလာမည်ဖြစ်ပါကြောင်းလေးလေးသာသာပြန်ကြပြလိုက်ပါလေဗျာဗုဒ္ဓသမီးလေး အသက်40ရှင်နေမြေဝင်းကြီးနဲ့ငွေဝင်းကြီးနဲ့ဆိုတဲ့တမီးလေးတမီးဝင်းအမငွေဝင်းကြီးနဲ့ဆိုတော့တင်းလာအရှိရာကိုလက်တမီးအိုက်မှာအိုက်မှာနော့အိုက်မှာဟိုပါဘောပင်လေးဂိုင်းဂိုင်းပြီးတော့စူတောင်းရင်ငွေလေးဝင်းမယ်မြေဝင်းကြီးတော့တင်းငွေနေတောင်းအရှိမြောက်တောင်းကိုလက်လက်ပြီးအာလူလေးကိုဂိုင်းပြီးစူတောင်းနေဆိုရင်တော့မြေဝင်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေဝင်းကြီးနဲ့မြေဝင်းကြီးနဲ့ဆိုရင်တော့ငွေဝင်းကြီးတင်းလာအရှိရာကိုလက်ဘောပင်ဂိုင်းပြီးစူတောင်းမြေဝင်းကြီးတော့ ကြာသာပရိအနောက်ရက်ကိုအော်မြေဝင်ရင်တော့တင်းနေငွေတောင်းအရှိမြောက်တောင်းလှည့်ပြီးမှအာလူလေးကင်ဆူတောင်းမယ်ဆိုရင်တော့တင်းအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်တကယ်လို့ဒါမြေရောငွေရောဓပြိုင်နဲ့ဝင်ရင်လည်းလက်သေးလည်းဘာမှမကင်ဘူးဆိုရင်တော့ကြာသာပရိအနောက်ရက်ကိုလှည့်ပြီးမှမြေတွေဝင်ပါသေးဘယ်နာမြေလေးဝင်ပါသေးငွေတွေဝင်ပါသေးဘယ်နာငွေတွေငွေလိုချင်တဲ့ငွေကဘလောက်အဲ့ဒါအများဆုံးဝင်ပါသေးကြောင်းဆူတောင်းမယ်ဆိုရင်တော့ ဆူတောင်းပြီးတဲ့အချိန်မြန်ရင်၂ရက်နောက်ကြရင်7ရက်လားပြင်ပြောရင်2လအတွင်းငွေဝင်လို့မြေဝင်ပြီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာအလုတ်ကန်ရခြင်းနဲ့အလုတ်ကန်ရခြင်းနဲ့ဆိုတဲ့ခုနှစ်သားသမီးအားလုံးတို့ဒီရာဦးတောင်းအနောက်မြောက်တောင်းကိုလှည့်တပိတ်လေးတစ်ခွက်ကိုပြောတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းပြီးတဲ့အချိန်မြန်ရင်၄ရက်နောက်ကြရင်၁၂ရက်အတွင်းအလုံးများအများဆုံးရရှိမည်ဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာမြမတိရောက်နေတဲ့ကလေးလေးအလောက်ကန်ကောင်းခြင်းနဲ့အလောက်ကန်ကောင်းခြင်းတော့အလောက်ကန်ကောင်းခြင်းနဲ့ကိုကိုမမတို့တင်းနေလာအရှိရကိုလှက်ခမရအိမ်မှာလပိတ်လေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့မြမတိများရောက်နေတဲ့အလောက်ကန်များအများဆုံးကောင်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဂျာတာပိသာသမီရတဲ့စနေသာသမီနဲ့တွေ့တဲ့အမွေတိုင်းအင်္ဂလိပ်တွေရောင်းမယ်ရောင်းမယ်ဆိုတဲ့ပုံကံများအင်္ဂလိပ်ကိုရောင်းမယ်ရောင်းမယ်ဆိုတဲ့ပုံကံဖရာတစုရဲ့ခမရအိမ်မှာယာဥတော်မှာ စီးညော့ဆိုရှင်းညော့အဲခင်ဗျလှူပြီးမှဆူတောင်းမယ်ဆိုရင်တော့ခင်ဗျအဲ့မှာအိမ်မြေများအဲဆူတောင်းပြီးတဲ့အချိန်ရဲ့မြန်ရင်လေးရဲ့နောက်ကြရင်၁၂ရက်အတွင်းရောင်းအမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးရပါတယ်ဗျာ ရာသာဒေသမိယမြေဝင်းအငွေဝင်းနေငွေဝင်းနေငွေတွေဝင်းနေဆိုတော့တင်းနေလားအရှိအရာကိုလှည့်ခမရအမဘောပင်လေးကန်းကန်းပြီးတော့ဆူတောင်းသားမှာဗျာခမရငွေနဲ့ပတ်သက်တဲ့ကိစ္စမှာဆူတောင်းပြီးတဲ့အချင်းရဲ့လေးနိုင်ရရပြင်ပြောရင်သုံးရက်တွင်ငွေကြီးနဲ့ကန်းကအများဆုံးပွက်လာမိဖြစ်ပါကြောင်းလီလီဆာဆာတင်ပြပေးလိုက်ပါတယ်ဗျာစနေသားမိယအင်းလေးပေါင်းထားတဲ့ပေါင်းထားလေးအင်ဝိုင်းလေးအင်းလေးကိုရောင်းရင်နေဆိုရင်တော့ဘုရားတဆူရဲ့ ခင်ဗျအိမ်မှာရာဥတော့မှာជីညွန့်ရှင်ညွန့်လေးလှူပြီးတော့ဆူတောင်းမယ်ဆိုရင်တော့မိမိရဲ့အိမ်များအများဆုံးရောက်အောင်မိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအတော့ကြသားသမီးလေးအသက်39ကတော့ကြွေးကြည့်ခြင်းနဲ့ကြွေးကြည့်ခြင်းတော့မိမိဝတ်တဲ့အင်ကြီးလိုဂျိတ်ကလေးနဲ့ချိတ်ချိတ်ပြီးမှလွှဲလွှဲပြီးမှအကြွေးကြည့်ခြင်းနဲ့အကြွေးရတော့ကျွန်မတို့မြောက်ပေးရမယ်အကြွေးရဘလောက် အဲ့အကျွေးလေးတွေအများဆုံးကြည်ကျင်တဲ့အကြည်သင်နိုင်တဲ့အခွန်းလမ်းတွေပေါ့အသိအင်းကြီးလေးကကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းအင်းကြီးလေးကိုလွှဲလွှဲပြီးတော့20တကြိမ်ဆူတောင်းအောင်မှာဖြစ်ပါတယ်20တေတင်အကျွေးများအများဆုံးကြည်မီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာအင်္ဂါသားသမီးလေးကတော့စန္ဒန်းဆောင်မွေဖြီးတော့မယ်တဲ့အဲ့အင်္ဂါသားသမီးကတော့အနည်းဆုံးအမှတ်40နဲ့အများဆုံးမှ55မှကြားထဲမှာဖြစ်နေတာဖြစ်ပါတယ်အောင်းမယ်အမှတ်ကတော့တော်တော်နည်းနေတယ်ဗျို့ဒါကြောင့်အဲ့အမှတ်ဒီများများလိုချင်တော့ဗုဒ္ဓတောင်းရကိုလက် တော်လေးမာစတာကီးလေးပေါ့ဗျာတော်လေးကိုကင်ပြီးတော့မကြာခဏဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုနဲ့ပတ်သက်ပြီးတော့ပညာကြီးများအများဆုံးအမှတ်ဒီမြင်မလာမှာဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီးတွေလည်းဗုဒ္ဓတောင်းရကိုလက်တော်လေးကိုကင်ပြီးမကြာခဏဆူတောင်းနေဆိုရင်တော့ဇာမောဒီလွတ်လွတ်ကျွတ်ကျွတ်အောင်မယ်အမှတ်ဒီကောင်းပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာဂျာတပတိသာသမီက43တကတည်းကဂျမိုင်မကောင်းလို့တဲ့ဂျမိုင်ကောင်းခြင်းနဲ့တဲ့ဂျမိုင်ကောင်းခြင်းတော့အဲ့ဒါမုံတဲ့ရှိခေါ်တာပေါ့ဗျာမုံငါအတုတ်ကိုတပွက်လောက်ဝဲဝဲပြီးရင်ခမရာဦးတောင်းနောက်မြောက်တောင်းလှဲ့ဆူတောင်းဆူတောင်းပြီးမှဒဇွန်လောက်တော့စားဒါမှမဟုတ်လည်းမစားရင်လည်းသူများကိုဆူတောင်းပြီးမှကျွေးလိုက်စမ်းပါဗျာခမဂျမိုင်ကြီးများတောင်းတော်မီအောင်ကန်ကောင်းလာမီဖြစ်ပါကြောင်း လီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာထီပေါက်ခြင်းနဲ့ထီပေါက်ခြင်းနဲ့ဆိုတဲ့ပုံကူများထီပေါက်ခြင်းတော့ဂျာတာပရိအနောက်ရကူလေလပိတ်လေးတစ်ခွက်ကိုဖြောအခမရအဲဒီတစုံလောက်တောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ထီကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားပြန်ကြပြီးလည်းပါလေဗျာနိုင်ငံခြားထီထီထိုးတယ်နိုင်ငံခြားထီထီထိုးတယ်လူကတော့အင်္ဂါတော့ရှေးတောင်တောင်လေလက်ပိတ်လေးတစ်ခွက်ကိုဖြောတသွန်းလောက်တောက်တော့ပြီးမှနိုင်ငံခြားထီထီတွေပေါက်တယ်ပေါက်ချင်တယ်ဆိုတဲ့အကြောင်းဆူတောင်းကြအပြင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပြီးလည်းပါလေဗျာကျွန်တော်တို့ချင်းညာမိမိသားသူကတော့လူရည်တဲ့လက်နဲ့နဲ့မှကွာသူတို့ဒီနေ့မှာတော့ ကျွန်တော်တို့ထပ်မံပြီးတော့ငွေကြေးများလူတန်းပြီးဖြစ်ပါတယ်ကျွန်တော်တို့ကြာသာပရိနိဖြစ်ပါတယ်ဆယ်လပိုင်းနှစ်ရက်နေဖြစ်နှစ်ရက်ဆယ်လ2025ကြာသာပရိနိမှာတော့ကျွန်တော်တို့ပထမရွတ်တဲ့တန်ဃာတော်များကိုကျွန်တော်တို့ဆွမ်းများကတ်လူတို့မှာဖြစ်ပါတယ်အဲဒီကြာသာပရိနိမှာတော့ကျွန်တော်တို့ဆွမ်းနေကတ်ဖို့အတွက်ဒီနေ့ရစားပြီးငွေကြီးလူတန်းနေပြီးနှစ်ပြည့်မှာကျွန်တော်တို့ပစ္စည်းတွေဝယ်ပြီးတော့ညာဘက်မှာချက်ပြုတ်ပြီးကြာတာပရိနွယ်မှာလူတန်းတော့မှဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ချွေးညာမိမိသားစုကတော့ဒီနေ့30ရက်နေ့ဖြစ်ပါတယ် အသုံးတရနေ့အထိကျွန်တော်တို့ဒီတလာလုံး6လပိုင်းတလာလုံးမှာလူတန်းနဲ့ငွေရစုစုပေါင်း2,300,000တိတိရရှိပါလေဗျာအရရှိတဲ့အဲအတွက်ကျွန်တော်တို့လူတန်းမှုစုစုရတော့တနေ့ပြီးတနေ့တမျိုးပြီးတမျိုးမရောအောင်တော့ကြောက်လူတန်းနေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့လူတန်းပြကြရရန်ကုန်ကမမအဲရကိုကိုမမများမင်္ဂလာတော်ကကိုကိုမမများများရန်ကုန်အရှိတကောင်ကကိုကိုမမများများရန်ကုန်ကမအေးမအနောက်ကဟိုပါဆီယမလေး ောင်းကြီးမှာရှိတဲ့ကိုကိုမမများနေပြီးတော့လေဝဲကကိုကိုမမများဒိုင်ဝဲကကိုကိုမမများမကွေးကကိုကိုမမများတောင်းတွင်းကကိုကိုမမရင်းနေเจ้าကကိုကိုမမများနော်အရာနော်အရာအဲ့ဒါကိုမန္တလေးနန်းရှိကကိုကိုမမနဲ့တမီလေးအီမွန်အီမွန်ဆန်တို့အဖွဲ့နော်မန္တလေးတောင်မှာရှိတဲ့မန္တလေးမှာရှိတဲ့နောက်ထပ်တခြားတယောက်ကြာမှသိတယ်အဲပုပ်ကူအားလုံးတို့ဒီကျွန်တော်တို့ဒီကိုလာပိုင်းမှာတော့တရက်နေရစပြီးတော့ ကျွန်တော်30ရက်အတွင်းမှာနှစ်သိန်း1000တဲ့9000တိတိလူတန်းမှုစုစုကိုစနစ်ကြခွဲဝေပြီးမှတမျိုးပြီးတမျိုးမျိုးအောင်လူတန်းမိတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့မှာစံနေလူတန်းတဲ့ပုံကိုယ်တွေစံနေကိုဓာတ်ရိုက်ကျွန်တော်တို့အဝင်ကားသွားတာဖြစ်တယ်လို့ကျွန်တော်တို့အသိဉာဏ်နေနဲ့ပတ်သက်တဲ့လူတန်းသွားတယ်မုံနေနဲ့ပတ်သက်တဲ့ကိစ္စလဲတော့ကြောက်လူတန်းသွားတာဖြစ်ပါတယ်ကျွန်တော်တို့ငွေကြီးမဟုတ်စံနေလူပါတယ်အမုံနေလေလူပါတယ် နော်အသည့်အနာအနေနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ရိုက်လူတန်းနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရွှေညာမီမိသားစုကလူတယ်ဆိုတာကုသရခြင်းလို့ပါကုသရဲ့ဘက်ပြန်တော့တောကဖြစ်ပါတယ်ရွှေညာမီမိသားစုနဲ့ပတ်သက်တဲ့ကြီးစုရတဲ့ပြည်တဲ့အာလုံးတောကရင်ဂျင်းအောင်လို့ကုသတွေပြုလုပ်နေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ချမ်းသာတဲ့လူတွေမဟုတ်ပါဘူးရှိနေတဲ့အတိုင်းဓာတ်တွေကနေပြီးတော့ကျွန်တော်တို့ခွဲဝေပြီးတော့လူတတ်နေတဲ့ကျွန်တော်တို့အစိုးရနဲ့ပတ်သက်တဲ့ပင်စင်သားလေးများတာဖြစ်ပါတယ်နော်အဲဒါကြောင့် ကျွန်တော်တို့ရှင်ညာမိမိသားစုကိုကြည်ရှုကြတဲ့ပိဋကလှူဒါန်းကြတဲ့ပုဂ္ဂိုလ်ကောမရေးကြတဲ့ပုဂ္ဂိုလ်เนาะအဲ့ဒါရှင်ညာမိမိသားစုအားလုံးတို့ဒီလှူဒါန်းတဲ့စုကုသူကောင်းမှုအစုစုကိုရှင်ညာမိမိသားစုကအမြအများပေးဖို့ဟာတွေရောက်တဲ့ပုံဌာနသာဓုခေါ်ပါသာဓုခေါ်ခွင့်ရပြီးတော့အဲသာဓုခေါ်ခွင့်ရတဲ့ပုဂ္ဂိုလ်အားလုံးတို့ရဲ့မိအောင်ဖအောင်ဘောအောင်ပေါင်းရွှေတော်ရှိတော်မျိုးတော်ပေါင်းတဲ့တုံးတို့တပုံမှာကျင်းလဲနေတဲ့လူနာပြမှာတတ္တဝါအားလုံးတို့ဒီ တာရုတွေခေါ်ခွင်းရပြီးလက်ရှိနေတဲ့မြင်တော်မြတ်တော်မြင့်မြတ်တဲ့ဘုံဝင်ရောက်ပါသေးသည်တိမြင့်မြတ်တဲ့ဘုံဝင်ရောက်ပြီးတခါမှာရွှေညမင်းမိသားစုကြီးကျူရတဲ့ပိဒါကောမကြီးကြတဲ့ပုဂ္ဂိုလ်လူတန်းရတဲ့ပုဂ္ဂိုလ်အသည်သည်အားအိုးပိတ်ဆုံနေတဲ့အိုးဝင်လောကများအများဆုံးပွင့်လန်းအောင်ကုညီဆောင်ကြောက်နိုင်ပါသေးသည်တိအင်းကြီးအင်ကောင်းမိသားစုမိသားကောင်းအလောက်ကင်ကောင်းများနဲ့အစဉ်ပြေအောင်ကုညီဆောင်ကြောက်နိုင်ပါသေးသည်တိငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်နဲ့ ပေးเสียရှိသောငွေများအများဆုံးပေးနိုင်ပြီးရเสียရှိသောငွေများအများဆုံးရအောင်ကုညီစောင့်ကြောင်းနိုင်ပါသည်ကြီးစိတ်ချမ်းသာကိုချမ်းသာနဲ့ဆက်ပစ္စည်းတွေပိုင်ပါသည်ရှူတဲလဲငွေတဲလဲနဲ့မြေယာရီပိုင်ဆိုင်ပါသည်နော်အစမောတွေဖြင်းအောင်ပါသည်ယာတုတွေတိုးပါသည်အလူဒါနာတွေတောက်လျှောက်တောက်လျှောက်ပြုလုပ်နိုင်ပါသည် သွားသောခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြောကြပါသည်နိုင်ငံသားသွားမယ်လူများအချင်းပြေပါသည်နိုင်ငံသားနဲ့ပတ်သက်တဲ့ထီကန်လေးတွေအချင်းပြေပါသည်ကိုယ်နိုင်ငံမှာလုပ်တဲ့အောင်မလေးထီလေးတွေလည်းအချင်းပြေုံမကငွေကြေးများထူလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးအန်တရီကင်းပေးရှင်းစွာနဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့စရဲစရဲပုံမှုတွတ်တက်ပြီးလူတိုင်းနေတဲ့သူတော်တင်သူတော်များများဖြစ်ပါသေးကြောင်းအတရက်9လ2025မှာဒီ30ရက်9လ2025အတလတာလူတန်းမှုအစုစုဟာတာရု ခေါ်ဖို့အတွက်ရွှေတမင်မိသားစုကနေပြီးတော့သူတောင်းမြစ်တာပို့လိုက်ပါတယ်ဗျာအားလုံးရောက်တဲ့ဘုံဌာနအသီးရလေးလက်ကြည့်နေတဲ့မြင်တော်မြတ်တော်ဘုရားသူရောက်ရှိပါသည်ကြောင့်ရွှေညာမင်မိသားစုကိုစားဆရာကြီးမြတ်ပါပြီးမှလေးလေးစားစားသူတောင်းမြစ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်ပါပြီးပါဗျာ